မင်္ဂလာပါရှင်ဒီနေ့မှာတော့သမီးတို့ grade 9 evening class က empty ဆိုတဲ့အကြောင်းအရာလေးကို share လုပ်ပေးမှာဖြစ်ပါတယ်ဒီအကြောင်းအရာလေးကို share မလုပ်ပေးခင်မှာဒီအကြောင်းအရာလေးကို presentation ပေးရတဲ့အချက်တွေကိုကျေးဇူးတင်ရှိပါကြောင်းရင်းစောပြောချင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီအကြောင်းအရာလေးကဆိုရင်တကယ်လို့လူငယ်တွေတည်တဲ့အကြောင်းအရာဖြစ်လို့ပါပြဒါဆိုလို့ရှိရင် empty ကိုပို့ပြီးတော့ empty ဆိုတဲ့အကြောင်းအရာလေးကိုပို့ပြီးတော့မြင်တာအောင် ို့ပြီးတော့ပေါ်လွင်အောင်ဇလန်းလေးတစ်ပုဒ်နဲ့ပြပြပေးချင်ပါတယ်။ကဲဒါဆိုရင်ဇလန်းလေးကိုစားလိုက်ရအောင်။ဒီနေ့မှာစိတ်တကြနေတဲ့နှစ်စီတယောက်အခန်းတောက်မှာငူငူငန်းငန်းနဲ့ထိုင်နေရဲ့နှလုံးတွေကလည်းညှိုးငယ်ပြီးတော့ဘာလို့လို့ဘာကံရမယ်မသိတဲ့ပုံစံနဲ့သူ့ရဲ့အခြေဆုံးတငယ်ချင်းမေရီကနှင်းစီဘေးကိုတိတ်တဆိတ်လေးယောက်လာပြီးတော့ပခုံးလေးကိုဖောက်ဖွာလေးပုတ်ပြီးလိုက်တယ်။နှင်းစီဘာဖြစ်နေအောင်လဲပြောပါဦး။ အဲ့လိုလေဘေရီကနူးညံ့စွာမေးလိုက်ပါတယ်နေစီကလည်းမေရီရဲ့နေစီကလည်းမေရီကိုမျက်မျက်ညွှဲတဲ့မျက်လုံးလေးနဲ့မော့ကြည့်ပြီးတော့ငါငါရန်အားငယ်နေမေရီရဲ့ဘာမှဆက်လုပ်ချင်သေးမရှိအောင်အဲ့လိုမျိုးလေးတိုးတိုးလေးပြောလိုက်တယ်မေရီကနှင်းစီရဲ့လက်ကလေးကိုစုပ်ကိုင်းပြီးတော့မျက်လုံးချင်းစုံကြည့်က ညီဒီလောင်းနဲ့အားငယ်ရမယ့်သူမှမဟုတ်တာမိမအရေးချင်းတွေများရရှိရင်ဒီခဏတော့ဆိတ်ရွှတ်လိုက်တာနဲ့အရာအလုံးကပြီးသွားတာမှမဟုတ်တာစူးစမ်းလိုက်အောင်ငန်းနေပြီးမှအမြဲတမ်းရှိမယ်နော်ဒီလိုအားပေးစကားလေးပြောပေးပါလိမ့်မယ်မိရဲ့အားပေးမှုကြောင့်ငင်းစီရဲ့ညှိုးငယ်တဲ့မျက်လုံးမျက်ဝန်းလေးတဖြည်းဖြည်းတောက်ပါလာတယ်သူမယ်ရီကိုပြန်ပြုံးပြပြီးတော့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်မယ်ရီရင်ပြောရမှန်းနေမှာချက်ပြီးတော့အကောင်းဆုံးစူးစမ်းကြည့်မယ်အဲ့လိုမျိုးပြန်ပြောတယ် အဲ့ဒီနေ့ကစပြီးမေရီဟာနှင်းစီရဲ့ပေမှာအများအများနဲ့ရှိနေပြီးတယ်စိတ်တကြတိုင်းလည်းအားပေးအားပေးတယ်အထက်ကဲရွေးဂျုံတိုင်းကူနေရဲ့နောက်ဆုံးမှာနှင်းစီကသူ့ရဲ့စိတ်တကြနေရဲ့အခြေအနေကနေပြန်လည်ရုံထွက်နိုင်ခဲ့ပြီးတော့အရင်ကတည်းကပုံမတော့ပွားတဲ့ပွားကိုပြန်လည်ပိုင်ဆိုင်နိုင်ခဲ့တယ်မေရီရဲ့မိသားနဲ့အားပေးမှုတွေကြောင့်နှင်းစီကဖေရောမတယောက်တည်းမဟုတ်ဘူးဆိုတဲ့ခံစားချက်ကိုအမြင်နဲ့ရရှိခဲ့ပါတယ်ဒီဇလန်လေးကိုကြည့်ရင်ဖြစ် empathy ရဲ့အကြောင်းအရာလေးကိုပေါ်လွင်လာမယ်လို့ထင်မိမိပါတယ် ။ဒါဆိုရင်တော့ empty ရဲ့အဓိပ္ပာယ်လေးကိုဆက်ပြီးတော့ sharing လုပ်ပေးချင်ပါတယ်။ empty ရဲ့ empathy ရဲ့မြန်မာလိုအဓိပ္ပာယ်ကတော့ကိုချင်းစာနာမှုပဲဖြစ်ပါတယ်။ဒါဟာတခြားသူတယောက်ရဲ့ခံစားချက်တွေကိုနားလည်နိုင်ပြီးတော့ကိုယ်တိုင်လည်းအဲ့ဒီခံစားချက်တွေကိုတစ်စိတ်တစ်ပိုင်းခံစားနိုင်တဲ့စွမ်းရည်ကိုဆိုလိုတာပါ။သူရဲ့အခြေအနေကိုကိုချင်းစာကြည့်ပြီးတော့သူရဲ့ရှူတော့ကနေကြည့်မြင်နိုင်ခြင်းကလည်းဖြစ်ပါတယ်။ပိုပြီးရှင်းအောင်ပြောလာပြောရမယ်ဆိုရင်နားလည်နိုင်ခြင်းတခြားသူတွေရဲ့အတွေးတွေခံစားချက်တွေနဲ့အခြေအနေတွေကိုသိရှိနားလည်ရမယ်။ ညဝေညဝေခံစားနိုင်ခြင်းသူတို့ခံစားနေရတဲ့ဝမ်းနည်းခြင်းပျော်ရွှင်ခြင်းစတဲ့ခံစားချက်တွေကိုကိုယ်ကလည်းအနည်းငယ်များခံစားမိရပဲလုံးဝတူညီပြီးတော့မလိုပါဘူးသူတို့နေရကနေမြင်နိုင်ခြင်းသူတို့ရဲ့ရှုထောင့်ကနေကဘာကြီးကိုဘယ်လိုမြင်လဲဆိုတာစဉ်းစားကြည့်နိုင်ခြင်းဂယုနာတက်ခြင်းကိုချင်းဆန္ဒမှုကတနည်းသူချင်းဆန္ဒမှုကနေတဆင့်အခြားသူကို ကူညီခြင်းနဲ့စိတ်စာနာထောက်ထားတဲ့စိတ်တွေဖြစ်ပေါ်လာတတ်ပါတယ်။ဒါကြောင့် empathy ကိုမြန်မာလိုကိုချင်းစာနာမှုလို့အဓိပ္ပာယ်ရပါတယ်။ Okay ပါရှင် empathy ရဲ့ share လုပ်ပေးတဲ့ကြောင်းလာလေးကတော့ဒီမှာရင်နှုတ်ဆက်ပါဒီမှာရင်ပြီးပါပြီရှင်။အားလုံးကိုကျေးဇူးထူပြီးသိရှိပါရှင်။